ကဲအဲ့တော့ကျွန်တော်တို့ကဒီညပြောမယ့်အကြောင်းကခစ်6ခေထဲရမှာအမျိုးသားညီလာခံအကြောင်းကိုပြောမှာအဲ့တော့ခစ်6ခေကိုပြန်ကောက်ရလို့ရှိရင်တော့လင်္ကာလေးကိုပြန်ရွတ်ပြလို့ရှိရင်တော့ဖိုးတင်မက်နီဒေါ်နုဟာ6ခုသောခစ်တွေပါဖိုးဆိုတာကဖာစာပလတ်ခေတင်ဆိုတာကတော်လိုင်းရေကောင်းစီခေမဆိုတာကမဆာလာခေနော်နဆိုတာကနာဝတနာဘခေ နာဆိုတာကဟောမဆိုတာဟောမနီဒေါ်ဒေါ်ဆိုတာကဒီမိုကရေစီခေနုဆိုတာကအခုနာဆာကခေလို့ခေါ်တာပါနော်အဲ့တော့14မနီဒေါ်နုဟာ6ခုသောခေတွေပါဒါကကျွန်တော်ရဲ့စာတန်းလေးပါကျွန်တော်ပြုစုထားတဲ့ခေ6ခေเนี่ยပတ်သက်တဲ့စာတန်းလေးကိုအဲဒီမှာရှိနေတဲ့ line ဘောမှာရှိတယ်အကုန်လုံးကျွန်တော်ဝင်မြပေးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခေ6ခေအလွယ်မှန်နည်းလင်္ကာက14မနီဒေါ်နုဟာ6ခုသောခေတွေပါ ဲ့တော့ခစ်တေကိုကျွန်တော်ပြောခဲ့တာအဲ့တော့တော်လိုင်းကောင်စီမဇလ88အရေးခင်းဘာရင်းညာတွေအကုန်ပြီးသွားတော့အဲ့တော့88အရေးခင်းပြီးတော့ဗာပဲလေအဲ့ဒီမှာကျွန်တော်နာဝတနာအဖနော်နာဝတအာနာသိမ်းပြီးတော့နိုင်ငံတော်ရုပ်ဝိယမှုတည်ဆောက်ရေးအဖွဲ့စပေါ်လာတော့ကျွန်တော်တို့အမျိုးသားညီလာခံကျင်းပမယ်ဆိုပြီးတော့1986လောက်ခရဲကကိုစပြီးတော့ညီလာခံကျင်းပမယ်စပြောခဲ့တယ်။เนาะအဲ့ဒီမှာကျွန်တော်အဲ့တော့ကျွန်တော်က တော်လိုင်းကောင်စီကအာနာတော်လိုင်းကောင်စီတော့ပြည်เนาะကျွန်တော်တို့ဒီနဝတအစိုးရနိုင်ငံတော်ညှိုးပြပြမှုတိဆောင်ရေးအဖွဲ့ကနေပြီးတော့အာနာသိမ်းပြီးတဲ့အခါကျတော့ဒုတာဝန်အရေးသုံးပါးကိုစချခဲ့တယ်အဲဒုတာဝန်အရေးသုံးပါးဘယ်ချိန်မှာစပေါ်လာလဲလို့ဘသူပဲမေးမေးเนาะနိုင်ငံတော်ညှိုးပြပြမှုတိဆောင်ရေးလက်ထက်တိဆောင်နိုင်ငံတော်ညှိုးပြပြမှုတိဆောင်ရေးအဖွဲ့ပေါ့เนาะနဝတအဲ့လက်ထက်မှာ ျွန်တော်တို့စတင်ပြီးတော့ဒုတာဝန်ကြီးတို့မှာပေါ်ပေါက်ခဲ့ပါတယ်เนาะအဲ့လိုလေးပြောလိုက်ဒါလောက်စီရတယ်เนาะအဲ့တော့အဲ့ဒီချိန်မှာကျွန်တော်တို့1990မှာရွေးကောက်ပွဲကျင်းပပြီးမယ်အဲ့တော့တင့်မြင့်ဆောင်90နဲ့စာထွက်ထွက်တယ်ကျွန်တော်အဓိကအချက်ကိုကျွန်တော်ဆက်ပြောမယ်เนาะတင့်မြင့်ဆောင်90နဲ့စာထွက်တယ်အဲ့ဒီစာမှာအပိုက်ပေါင်း22ဘိုက်ပါတယ်အပိုက်20မှာဗာရေးထားလဲဆိုရင် ထို့ကြောင့်ယနေ့အခြေအနေတွေနဲ့ပြည်သူများကရွေးကောက်တင်မြှောက်လိုက်သောကိုယ်စားလှယ်များသည်အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကြရန်တာဝန်ရှိသည့်ပုဂ္ဂိုလ်များဖြစ်သည်တဲ့အဲ့ဒါ86ရေကပြောတာနော်အာဏာမပေးဘူးနိုင်တဲ့သူတွေသည်အကုန်လုံးသည်ဖွဲ့စည်းပုံရေးဖို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုပြီးတော့တင်မြင့်ဆောင်ကိုယ်စွယ်နဲ့လည်းထပ်ပြီးတော့စာထွက်ပေးထားတယ်အဲ့တော့ရွေးကောက်ပွဲလုံးမဲ့နိုင်တဲ့သူတွေကအမျိုးသားညီလာခံကျင်းပါမယ်